အားလုံးမင်္ဂလာပါခင်ဗျာဆရာကြီးပမောသိမ့်ဖေးရဲ့မျှဝေလိုသောအတွေ့များလေးစာအုပ်ထဲမှာစာမသုံးပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးစာမလေးအနေနဲ့ကောင်းကင်ဘုံကညီမလေးအတွက် လက်ဆောင်စာမလေးကိုဖတ်ပြပေးပါမယ်ကောင်းကင်ဘုံကညီမလေးအတွက်လက်ဆောင်ကျွန်တော်တရက်မှာဖြစ်စီဝဲဖို့ကုန်လိုက်ကြည့်တဲ့ခုကိုရောက်သွားတယ် ဂုံတိုက်ထဲမှာလုံချင်းတဲ့ပစ္စည်းတွေကိုရွေးပြီးပစ္စည်းပေါ်ကြာတင်ဝေးပေးဖို့ဝေရှင်ကောင်းတာကို သွားလိုက်တယ်။ကောင်းတာမှာအသက်9နှစ်6နှစ်အရွယ်လောက်ရှိမယ်လို့ထင်ရတယ်။ကောင်းလေးတယောက်ပဲရှိနေတယ်။ကျွန်တော်လဲကလေးရဲ့နောက်နားမှာတန်းစီရက်နေလိုက်တယ်။ကလေးဟာသူ့လက်ထဲကမိန်းကလေးအရှုပ်လေးကိုကောင်းတာကငွေလက်ခံတဲ့သူကိုပြပြီးစကားပြောနေတယ်။ ဝေလက်ခံသူကခလေးကိုခလေးမင်းပေးတဲ့ပိုက်ဆံကအဲ့ဒီအယုတ်ဖို့အတွက်မလုံလောက်ဘူးကွယ်လို့ပြောလိုက်တယ်ခလေးဟာနောက်ဘက်ကိုလှည့်ပြီးကျွန်တော်ကိုအန်ကဲကျွန်တော်ပိုက်ဆံကအယုတ်ဖို့မပြည့်ဘူးဆိုတာဟုတ်ရဲ့လားခမလို့တနာစရာလေးတန်းလေးနဲ့မေးရင်သူ့လက်ဘွားကိုဖြန့်ပြီးပိုက်ဆံကိုပြပါရဲ့ ကျွန်တော်သူ့လက်ဖွားပေါ်ကပိုင်ဆံကိုရေးတွက်ကြည့်လိုက်ပြီးပြန်ပြောလိုက်တယ်။ဟုတ်တယ်သားလေး။မင်းပိုင်ဆံကအရှုပ်ဖို့မလောက်ဘူးကွယ်။ခလေးဟာငိုင်တွေသွားတယ်။နောက်တော့ကျွန်တော်ကိုနေရာဖယ်ပေးပြီးဘေးနားမှာသွားရှင်နေလိုက်တယ်။ကျွန်တော်လည်းဖြစ်စီဖို့ကြာတဲ့ငွေကို ကောင်းနာမှာရှင်းပေးလိုက်တယ်။ဝေရှင်ပြီလို့ကောင်းနာကထက်ခါနေမှာ ။စောစောကကလေးဟာနေရာမှာပဲမလုံမရှက်ရန်နေရာကိုတွေ့ရတယ်။လက်ထဲမှာလည်းအရုပ်လေးကိုစုပ်ကိုင်းထားစေပါ။မျက်နှာပေါ်မှာမျက်ရည်တွေစီချနေတယ်။သူဟာအရုပ်လေးကိုမဝယ်နိုင်လို့အရန်ဝမ်းနေနေတာနဲ့တူတယ်။ကျွန်တော်လည်းကလေးစီရှောက်သွားပြီ။သားလေးကဒီအရုပ်ကိုပဲပြည့်ရင်ဘသူကိုပေးမလို့လဲကွယ်လုံမေးလိုက်တယ်သူက မျက်ရည်တွေကိုလက်ဖမိုးနဲ့တစ်ချက်တုပ်လိုက်ပြီးကျွန်တော်ညမလေးကိုပေးဖို့ပါဒီရုပ်ကိုသူသိကြိုက်တယ်ဗျာသူ့မိနေမှာဒီရုပ်ကိုလက်ဆောင်ပေးခြင်းလို့ပါကျွန်တော်အမေကိုဒီရုပ်လေးပေးခိုင်းလိုက်ပါပါအမေညမလေးစီသွားရင်ပေးလို့ရအောင်ပါကျွန်တော်သူ့စကားကိုစိတ်ဝင်စားပါလို့ညမလေးစီပို့မယ်ဆိုတော့မင်းညမလေးကအခုဘယ်မှာရောက်နေလို့လဲ ို့မေးလိုက်တယ်။ခလေးဟာချက်ချင်းပြန်မပြေနိုင်မယ်ဆိုနေနေပါတယ်။ခဏကြာမှသူကတစ်ချက်ရှိုက်လိုက်ပြီ။ညီမလေးဟာအခုကောင်းကင်ဘုံမှာရောင်းနေပါပြီ။အဖေကပြောတယ်။အမေလည်းမကြခင်ညီမလေးစီကိုလိုက်သွားရတော့မယ်တဲ့။ဒါကြောင့်အဲ့ဒီအယုတ်ကိုဝယ်ပြီးရင် အမေနဲ့ပါလိုက်မလို့ပါ။ကျွန်တော်လဲသူ့စကားကိုကြားပြီးရုတ်တရက်ဘာပြန်ပြောရမှန်းမသိတော့ပဲ စိတ်မကောင်းဖြစ်သွားတယ်။ကလေးကစက်ပြောတယ်။ကျွန်တော်ဆေးရုံမှာအမေကိုစောင့်နေတဲ့အဖေကိုပြောခဲ့တယ်။အမေကိုမတော်ခိုင်းပါနဲ့အောင်။ကျွန်တော်အယုတ်ဝယ်လာပြည့်တဲ့အချိန်ထိစောင့်ပေးပါလို့ပြီးတော့သူကတပ်ပုံတပုံကိုထုတ်ပြတယ်။ပြုံးရည်နေတဲ့သူ့ပုံမှာကျွန်တော်ဒီတပ်ပုံကိုလည်းအမေကိုပေးလိုက်ပါပါ။ ဒါမှလည်းညီမလေးဟာကျွန်တော်ကို အမြဲတမ်းတတိယနေမှာပါကျွန်တော်အမေကိုတိတ်ချစ်တယ်အမေကိုအဝေးစီထွက်မသွားစေချင်ဘူးဒါပေမဲ့အဖေက အမေဟာညီမလေးစီ မကြခင်သွားရတော့မယ်လို့ပြောနေတယ်ခလေးဟာသူ့လက်ထဲကအယုတ်ကိုဝမ်းနေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်မျက်ရည်တွေတလိမ့်လိမ့်ကျနေပါတယ် ျွန်တော်သူခန်းစားချက်ကိုနားလဲပါတယ်။အဲ့ဒီအယုတ်လေးကို သူညမလေးကို မပေးနိုင်တော့လို့စိတ်မကောင်းဖြစ်နေတာပါ။ကျွန်တော်တခုခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ကျွန်တော်ပိုက်ဆံအိတ်ထဲကငွေစကူတချို့ကိုထုတ်ပြီးလက်ထဲမှာစုပ်ကင်ထားလိုက်တယ်။ပြီးတော့ကလေးကိုဒါလေးစောစောကမင်းပိုက်ဆံတွေကိုဦးသေးချမစစ်လိုက်ရဘူးကွာ။အဲ့ဒီပိုက်ဆံကိုပြန်ပြဆမ်းမအောင် ပိုက်ဆိုင်ကအယုတ်ဖိုးပြည့်ချင်းပြေးမှာပါ။ဦးသေးချာပြန်ရေးကြည့်လိုက်အောင်မယ်နော်။ခလေးရဲ့မျက်နှာဟာမျောလင်းချက်ကြောင့်ဝင်းပါသွားတယ်။ဟုတ်ကဲ့ပိုက်ဆိုင်ကပြည့်ချင်းပြေးမှာပါလို့ပြောရင် သူကကျွန်တော်လက်ထဲကို သူ့ပိုက်ဆိုင်တွေထည့်ပေးလိုက်တယ်။ကျွန်တော်သူ့ပိုက်ဆိုင်တွေကို ပြန်ရေးကြည့်လိုက်တယ်။စောစောကရေးတက်ခဲ့တယ်လို့ပါပဲ။သူ့ပိုက်ဆိုင်ကအယုတ်ဖိုးမပြေရှာပါဘူး။ဒါပေမဲ့ သူ့ပိုက်ဆံကိုကျွန်တော်ပိုက်ဆံတွေနဲ့ရောလိုက်ပြီးပိုက်ဆံတွေကိုပြန်ရေတွက်ကြည့်လိုက်တယ်ပြီးတော့ကျွန်တော်ကပါလေအိုးအခုတေချာရေကြည့်လိုက်တော့မင်းပိုက်ဆံကအယုတ်ဖို့ပြည့်ုံနေမကဘူးပိုတော့ပိုနေပါသေးတယ်လို့ပြောလိုက်တယ်ခလေးရဲ့မျက်နှာဟာချက်ချင်းဝင်လက်တော့ပါသွားတယ်ပြီးတော့သူကဖះကိုကျေးဇူးတင်လိုက်တာဗျာကျွန်တော်ညကမအိတ်ခင်လေးမှာ ဖះစီမှာဆွတောင်းခဲ့ရဲ့ကျွန်တော်မှာဒီအယုတ်ဖို့အယုတ်ကိုဝယ်ဖို့ပိုက်ဆံပြေးပါစေလို့အခုတော့ကျွန်တော်ဆွတောင်းပြေးပြီပေါ့ဗျာအခုညီမလေးအတွက်ဒီအယုတ်ကိုအမေကိုပေးလို့ရသွားပြီလို့ပျော်ရွှင်ဝင်တဲ့လေတန်နဲ့ပြန်ပြောတယ်။သူဟာပြေးသွားပြီးနှီးစီပန်းဖြူတပွင့်ကိုလည်းယူလာတယ်။ကျွန်တော်မှကျန်တဲ့ပိုက်ဆံနဲ့ဒီနှီးစီပန်းကိုဝယ်ပြီး အမေကိုနှုတ်ဆက်လက်ဆောင်ပေးမယ်အမေကနှင်းစီပန်ဖြူတွေကိုသိမ့်ကြိုက်တာဗျာကျွန်တော်လဲခလေးအတွက်အယုတ်ဖိုးနဲ့နှင်းစီပန်ဖိုးကို ကောင်းနာမှာကူပြီးငွေရှင်ပေးလိုက်တယ်ခလေးဟာပျော်ရွှင်မြူးတူစွာကုံတိုက်တဲကပြေးထွက်သွားတယ်ကျွန်တော်လဲမကြခင်ပါပဲဒီအဖြစ်အပျက်ကိုမေ့သွားတယ်နေ့ရက်အကြာမှာ မြို့နယ်ကထုတ်ဝေတဲ့သတင်းစာတဲကဆောင်းပါးတစ်ဆောင်ကိုဖမ်းမိလိုက်တယ်။ဆောင်းပါးမှာရေးထားတာကဆောင်းပါးမှာရေးထားတာကလွန်ခဲ့တဲ့တပတ်ကအရက်မူနေတဲ့လူတယောက်မောင်းတဲ့ tracker တစ်စီးဟာလူကူးမြင်ကြားကလမ်းဖြတ်ကူးနေကြတဲ့တာအမီနှစ်ယောက်ကိုဝင်တိုက်လိုက်တယ်။လေးနှစ်အရွယ်ကလေးမလေးဟာနေရာမှရင်ပွဲချင်းပြီးတေဆုံသွားတယ်။ ကလေးမလေးကိုတော့အတင်းကျုပ်ပြီးသွားပြီဒါပေမဲ့အမေကတော့တန်ရာပြင်ထန်စွာရလို့ဆေးရုံမှာအတွင်လူနာအဖြစ်တင်လာရတယ်လုံးဝသတိပြန်မလဲလာတော့ဘူးအုံနောက်ကိုထိခိုက်သွားတာမို့သတိပြန်များနိုင်တော့ဘူးလို့ဆောင်းကြီးတွေကပြောကြတယ်သူယောက်ျားနဲ့မိပါတွေက သူ့ကိုတက်ဆင်ပေးထားတဲ့အသက်ရှူဆက်ကိုဖြုတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်တဲ့အမျိုးသမီးဟာ အေးချမ်းငြိမ်သက်စွာအသက်ထွက်သွားပါရဲ့ဒီနေ့ကမှတင်ကြုံမယ်ကျွန်တော်စိတ်ထဲမှာမကြခင်လေးကကုံတိုင်းမှာတွေ့လိုက်တဲ့ကောင်လေးရဲ့အမေများဖြစ်နေမလားလို့အတွေးပေါ်လာတယ်ဒါကြောင့်ကျွန်တော်ဟာနင်းစီပန်းဖြူတွေကိုတပွေတပိုက်ကြီးဝဲပြီးတရင်စာမရေးထားတဲ့လိမ့်စာထဲကအိမ်ကိုသွားလိုက်တယ်ကျွန်တော်အိမ်မောတက်လိုက်လို့မပေးရသေးလို့ကျွန်တော်အိမ်မောတက်လိုက်တာ ਨੇ အမျိုးသမီးတယောက်ကိုအကောင့်ထဲမှာထည့်ထားတာကိုတွေ့ရတယ်။အကောင့်ကိုမပိတ်ရသေးလို့အကောင့်ထဲကိုလှမ်းကြည့်လိုက်တယ်။အမျိုးသမီးရဲ့ရှင်ဘတ်ပေါ်မှာတင်ထားတဲ့လက်ထဲမှာနေစီပန်ဖြူတပ်ဝင်၊ကုံတိုင်းမှာတွေ့ခဲ့တဲ့ကောင်လေးရဲ့ပြုံးရည်နေတဲ့တပ်ပုံနဲ့ကောင်လေးဝဲသွားတဲ့အယုတ်ကိုတွေ့လိုက်ရတယ်။ကျွန်တော်လည်းဝဲလာတဲ့နေစီပန်ဖြူတွေကိုအကောင့်နာကဇပွဲပေါ်မှာအသာချား တင်ပေးပြီးအိမ်ထဲကပြန်ထွက်လာခဲ့ပါတယ်။အိမ်ထဲကထွက်လာချိန်မှာကျွန်တော်မျက်လုံးတွေကနေမျက်ရည်တွေထိမနိုင်အောင်ကြာနေပါတယ်။အယံမူနေတဲ့ကာသမတယောက်ရဲ့စက္ကန့်ပိုင်းလေးအတွင်းမစင်မကျင်လောက်လိုက်တဲ့လောရဟာမိသားစုတစ်စုရဲ့ဘဝကိုဖျက်ဆီးပြလိုက်ပါတယ်။ကျွန်တော်ဟာအဲဒီနေ့ကစပြီးကားမောင်းရဲ့အလွန်ကြွေးဆိုင်မောင်းမာတော့တယ်။ဒီခြေခွဲဝဲဖြစ်ရလေးကို တသက်မမေ့တော့ပါဘူးမချက် www.sd.dev-bt.org.sg ဝက်ဆိုက်မှာ little boys love for his family ဆောင်းပါးလေးကို ပါတာပြန်ထားတာပါ23ရက်3လ2019ဒါဘုံနေနဲ့မြမလေးအတွက်ကိုကိုတချင်းဆောင်းပါးလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ ကယ်ရင်ဟာနောက်ထပ်ကလေးတယောက်ကိုကိုဝင်လဲထားပြီးဆိုတာကိုသိလိုက်ရတော့အလွန်ပျော်သွားတယ်။သူဟာဆရာဝန်စီကပြန်လာပြီးအိမ်ရောက်တာနဲ့ဒီတရင်ကိုသူ့ယောက်ျားပီတာနဲ့သုံးနှစ်အရွယ်သားလေးမိုက်ခဲကိုပြပြလိုက်တယ်။မိုက်ခဲလည်းညီမလေးတယောက်ရတော့မယ်ဆိုပြီးအယံပျော်သွားတယ်။အဲ့ဒီနေ့ကစပြီးညာအိတ်ခါနီးတိုင်းမှာ မိုက်ခဲဟာသူ့မိခဲရင်းရဲ့ဘိုက်ပေါ်မှာပါခဲ့ပြီးမွေးမလာသေးတဲ့ညီမလေးကိုတချင်းဆိုပြတာလုံးလေးရှိပါတယ်။မွေးဖွားဖို့ကလာလို့သေးတဲ့တညာမှာခဲရင်းဟာဘိုင်းနာလာတယ်။9မိနစ်တစ်ချိန်လောက်နာလာတယ်။ဒါကြောင့်သူယောက်ျားပီတာကခဲရင်းကိုစေယုံကိုကောင်းမောင်းပြီးပို့ပေးလိုက်တယ်။စေယုံမှာဘိုက်ခွဲမွေးလိုက်ရတယ်။ အမေဟာကြမ်းကြမ်းမာမာရှိပဲမယ်မွေးလာတဲ့ကလေးဟာ အခြေအနေမကောင်းဘူးမွေးကလေးကနေတတိမရပဲမေးမျောနေတယ်ဆရာဝန်တွေကတတိရအောင် အမျိုးမျိုးစူးစမ်းကြပင်မယ်ကလေးမလေးဟာတတိပြန်မရလာပါဘူးကလေးမလေးရဲ့အခြေအနေဟာစိုးရိမ်စရာဖြစ်တဲ့အတွက် ICU မှာထားပေးထားရတယ်ရှက်အတော်ကြာလာပဲမယ် ကလေးမလေးရဲ့အခြေအနေဟာပိုကောင်းမလာပါဘူး။ကလေးသူကိုစာဝန်ကြီးကကယ်ရင်နဲ့ပိတာကိုခုလိုပြပြတယ်။ကလေးအသက်ရှင်ဖို့မျှော်လင့်ချက်မရှိသလားဖြစ်နေပါပြီ။အဆိုးဆုံးအတွက်ပြင်ဆင်ထားလိုက်ကြပါဗျာ။ကျွန်တော်လည်းစိတ်မကောင်းပါဘူး။ကယ်ရင်တို့လင်မယားဟာကလေးမလေးတိတ်ဆုံးသွားရင်တင်ကြိုးကိစ္စကိုစီစဉ်ပေးဖို့ဆွေမျိုးတွေကိုအကြောင်းကြားလိုက်တယ်။ တကယ်တမ်းကသူတို့ဟာအိမ်မှာကလေးမလေးကိုကျူဆိုတဲ့အခမ်းအနားလုပ်ဖို့အခမ်းလေးတစ်ခန်းကို ပူပေါင်းတွေနဲ့ဖဲချိုးရည်တက်ဆင်ပြီးပြင်ဆင်ထားကြတယ်။အခုတော့အဲ့ဒီအခမ်းဟာကလေးမလေးရဲ့အလောင်းကိုထားဖို့နေရာပြင်လာတော့တယ်။ကလေးမလေး ICU ထဲရောက်နေတာနှစ်ပတ်ပြည့်သွားပြီ။အခြေအနေဟာပိုမကောင်းလာတဲ့အတွက်ကလေးမလေးသေဆုံးဖို့ထိတ်ချနေပါပြီ။ မိုက်ကယ်ကမိဘတွေကို ပူဇော်တယ်။ညီမလေးကိုကြည်ခွင်ပေးဖို့ပါ။မိဘတွေကဘာဖြစ်လို့ကြည်ကျင်တာလဲလို့မေးတယ်။သူကကျွန်တော်ညီမလေးကိုတချင်းဆိုပြခြင်းလို့ပါတဲ့။မိုက်ကယ်ကတော့ညီမလေးကိုတချင်းဆိုဝင်ပေးဖို့မိဘတွေကို ပူဇော်နေစေပါ။ဒါပေမဲ့မိဘတွေကတော့ဆရာဝန်ကြီးကကြည်ခွင်ပေးမှာမဟုတ်ဘူးဆိုပြီးခွင့်မပြုဘူး။ နောက်ဆုံးမှာကယ်ရင်စဉ်းစားမိတယ်။အခုနေမိုက်ကယ်ကို သူညီမလေးကိုကြည်ခွင့်မပေးရင်နောင်ဘယ်တော့မှညီမလေးကိုအသက်ရှင်လျက်မြင်တွေ့ခွင့်ရတော့မှာမဟုတ်ဘူး။ဒါကြောင့်သူဟာဆောင်းဝန်ကြီးကို တောင်းပန်ပြောလိုက်တယ်။မိုက်ကယ်ကိုကလေးနဲ့တွေ့ခွင့်ပေးဖို့ပါ။ဆရာဝန်ကြီးကလည်းကလေးမလေးဟာမကြခင်တည်ဆုံတော့မှတေချာနေလို့ခွင့်ပြုပေးလိုက်တယ် ကယ်ရီနဲ့ပီတာတို့ဟာမိုက်ကယ်ကိုစေယုံဝေးပေါ်ပွားကြီးကိုဝေပေးပြီး ICU ခန်းထဲကိုခေါ်သွားတယ်။ ICU ခန်းဝမှာဒေါနာပြူဆာမကြီးတယောက်ကစေယုံဝေးပေါ်ပွားကြီးကိုဝေထားတဲ့မိုက်ကယ်ကိုကလေးမန်းသိသွားလို့ ICU ခန်းထဲကိုကလေးဝင်ခွင့်မပြုဘူး။ဆိုပြီးအခန်းဝကနေလန့်အော်ပြောလိုက်တယ်။ကယ်ရင်ဟာဆာမကြီးရဲ့ခွင့်ပြုချက် ဆရာဝန်ကြီးရဲ့ခွန်ပြူချက်ရပြီဖြစ်ကြောင်းပြောပြလိုက်တော့မှာ ICU တဲ့ကိုဝင်ခွင့်ရတယ်။ဒါပေမဲ့သူနာပြူဆရာမကြီးကကလေးကို9မိနစ်ပဲနေခွင့်ပေးမယ်လို့ပြောလိုက်တယ်။ခရင်ဟာသူ့သားလေးဟာကလေးမောမှာမိမျိုးတည်းလင်းနေတဲ့ကလေးမလေးကိုတချင်းဆိုပြတဲ့အတီဆက်နေမယ်လို့ပြောလိုက်တယ်။သူနာပြူဆရာမကြီးလည်းဘာမှတတ်မပြောတော့ဘူး။ကလေးဟာ ကလထိုင်တလုံးကိုကရင်နာမှာချားလိုက်ပြီးမိုက်ခဲကိုကရင်ပေါ်ပွေချီတင်ပေးလိုက်တယ်မိုက်ခဲဟာအသားတွေဖြူဖက်ဖြူရော့ဖြစ်ပြီးသတိမေ့နေတဲ့မွေးလာတာမကြားသေးတဲ့သူညမလေးကိုကြည်နေလိုက်တယ်ပြီးတော့သူဟာကလေးမလေးရဲ့ပါနာကိုကက်ပြီးတခြင်းစာဆူလိုက်တယ်သုံးနေသားလေးမိုက်ခဲရဲ့တခြင်းတန်ဟာတူတူလေးနဲ့အေးအေးလေးထွက်ပေါ်လာထွက်ပေါ်လာတယ် သူဆိုတဲ့တခြင်းကစွန်ရတခြင်းမဆိုတတ်ဘူးเนาะဒါမဲ့ဆုပြလိုက်ပါမယ် You are my sunshine my only sunshine You make me happy once I look gray အကြိပ်ပဲကမင်းဟာငါရဲ့နေအောင်ကြီးလေးပါ ကောင်းကင်မှာမှောင်မဲနေတဲ့အချိန်မှာ ငါကိုပျော်ရွှင်စေမဲ့နေအောင်ကြည်လေးပါတဲ့နှလုံးခုန်တိုက်ဆက်မှာပြာနေတယ်ကလေးမလေးရဲ့နှလုံးခုန်တော့ဟာ နေရကနေရုပ်တရက်ပြန်မြင့်တက်လာပြီးခဏလောက်ပုံမှန်နေပါပြန်ပြစ်လာတယ်ဒီရောပြန်နှိမ်ကြသွားပြန်နေမိုက်ခဲကတော့တခြင်းကိုတူတူလေးဆက်ဆိုနေပါတယ် You never know dear How much I love you. Please don't take my sunshine away. အတိတ်ဘယ်ကမင်းကိုငါဘလောက်ချစ်တယ်ဆိုတာကိုမင်းသိမှာမဟုတ်ပါဘူး။ငါရဲ့နေအောင်ကြည်လေးရေအဝေးကိုယူမသွားပါနဲ့လားတဲ့။ကလေးမလေးရဲ့တစ်ချက်တစ်ချက်ရက်သွားတဲ့အတန်ရှူတန်းဟာပုံမှန်ပြန်ဖြစ်လာတယ်။မိုက်ကယ်လည်းတခြင်းကိုဆက်ဆူပေးနေသေးပါ။ the sara nighty as i lay sleepy i dream as i hear you in my arms အကြိမ်ပဲကမင်းညကငါအိပ်ပျော်နေတော့မှာမင်းကိုအိပ်မမတ်တယ်မင်းကိုငါလက်မောင်းတွေနဲ့ထွေးပိုက်ထားတယ်အဲ့ဒီချိန်အနာမရှိနေကြတဲ့မိဘတွေဖြစ်ကြတယ် ပီတာနဲ့ဂယ်ရီနိုဘာမကပဲစောစောကကလေးကိုအခန်းထဲကိုမဝင်ရဘူးလို့တားခဲ့တဲ့သူနာပြုဆရာမကြီးပါမျက်ရည်တွေပြိုင်ပြိုင်ယိုစီးကြနေကြတယ်မိုက်ကယ်ကဒီစာသားလေးကိုဆိုပြီးတချင်းဆိုတာကို အဆုံးသတ်လိုက်တယ် You are my sunshine my only sunshine Please don't take my sunshine away မေဟာငါရဲ့နေအောင်ချီလေးပါငါရဲ့နေအောင်ချီလေးရေအဝေးကိုထွက်မသွားပါနဲ့လားဒီချိန်မှာအံ့ဩဖွယ်တစ်ခု ဖြစ်လာပါတယ်ကလေးမလေးကိုချိတ်ဆက်ထားတဲ့နှလုံးခုန်ဆက်မှာပြနေတယ်နှလုံးခုန်တော့ဟာပုံမှန်ဒီပါဖြစ်လာပါတယ်သူနာပြူဆီယမကြီးဟာ အခန်းထဲကပြေးထွက်သွားပြီးဆရာဝန်ကြီးကိုတွားခေါ်တယ်။ဆရာဝန်ကြီးနဲ့ဆရာဝန်တွေရောက်လာကြပြီးကလေးမလေးရဲ့တိုတက်မှုကိုအံ့ဩတကြီးဖြစ်နေကြတယ်။နောက်ရက်တွေမှာလည်းမိုက်ခဲဟာသူ့ညီမလေးကိုတခြင်းဆက်ဆိုပြနေတယ်။တပတ်အကြာမှအခြေအနေကောင်းလာတဲ့ကလေးမလေးကို ICU ခန်းကနေပုံမှန်ကလေးတွေထားတဲ့အခန်းကို ပို့လိုက်ပါတယ်။ ်ခဲရင်နဲ့ပီတာတို့ဟာတင်းချုံမဲ့စီစဉ်ကိုဖျက်သိမ်းလိုက်ပြီးဆွေမျိုးတွေကိုအကြောင်းကြားလိုက်တယ်။ခဲရင်နဲ့ပီတာတို့ဟာဆေးရုံမှာသုံးပတ်ကြာနေခဲ့ရတယ်။သူတို့ရဲ့သမီးလေးကိုအိမ်အိမ်ပြန်ခေါ်လာကြတယ်။သူတို့အိမ်ထဲအဝင်မှာဆွေမျိုးတွေဟာဝမ်းသာအားရကြိုဆိုကြတယ်။မကြမကြခင်ပါပဲ။ ကလေးမလေးဟာလုံးဝနေကောင်းသွားတယ်။ကယ်ရင်တို့ဟာသူတို့သမီးလေးကို နေအောင်ကြည်ဆမ်ရှိုင်းလို့နာမည်ပေးလိုက်ကြတယ်။မိုက်ခဲလည်းအဲဒီနာမည်ကို သိသဘောကျနေတယ်။ Women's Day Magazine မှာဒီဖြစ်ပျက်ကိုညီမလေးတက်ကိုကိုတချင်းလို့အမည်တက်ပြီးစာမတစ်ပုဒ်ရေးသားဖော်ပြခဲ့ပါတယ်။စီယုံကဆရာဝန်တွေကလည်း ဒီအဖြစ်ပြက်ကိုစိတ်ပညာအရနားမလည်နိုင်တဲ့အံ့ဖွယ်အဖြစ်ပြက်လို့ပြောကြတယ်။စိတ်ပညာရှင်တွေကမိုက်ခရာမမွေးဖွားမမွေးဖွားခင်မိခင်ပိုက်တဲမှာရှိနေခဲ့တဲ့သူ့ညီမလေးကို စိတ်ချဆက်သွဲပြီးစကားပြောနေခဲ့ကြတယ်လို့ပြောကြပါတယ်။မကျဲ Readers Digest Magazine ကစာမလေးတစ်ပုဒ်ကိုဘာသာပြန်ထားတာပါ။၃ရက်၃လ2019 နောက်ဆောင်းမလေးတစ်ပုဒ်အနေနဲ့အသက်အငယ်ဆုံးမိသက်သမားဆောင်းမလေးကိုဖတ်ပြပေးပါမယ်ခင်ဗျာမိခင်ဖြစ်သူလေးစားဟာကရင်ပေါ်မှာမိမောနေတဲ့သူသားလေးပီတာကို စိုက်ကြည့်နေတယ်အသက်6နှစ်အရွယ်ပီတာလေးမှာသွေးကင်စာရောဂါဖြစ်နေလို့စေယုံမှာတယောက်ကူတာနေရတာ6လကြာနေပါပြီအခုတာဝန်ယူကူနေတဲ့ဆောင်းဝန်ကြီးက ီတာရဲ့ယောဂဟာကျန်နေပြီမို့ကိုသားလို့မရတော့ဘူးသေဖို့ချိန်ကိုပဲစောင်းပါလို့လီစာကိုပြောပြလိုက်တယ်ဆရာဝန်ကြီးရဲ့စကားကြောင့်လီစာဟာသူ့ကောင်းကိုမိုးကျုပ်ပြစ်တယ်လို့ခံလိုက်ရပြီမိုးမိုင်းမတက်ဖြစ်သွားတယ်ဒါပေမဲ့သူဟာကိုကိုကိုပြန်ထင်းရင်ဝမ်းနဲ့ကြိတ်ခွဲမှုကိုတယောက်တည်းကြိတ်မိတ်ခံစားနေလိုက်တယ်။ဘာကြောင့်လဲဆိုတော့ သူ့မိဘတွေတိတ်ဆုံကုန်ကြပြီဒီမျိုးမှာဆွေမျိုးလဲတရားမှမရှိဘူးသူ့ယောက်ျားကလည်းလွန်ခဲ့တဲ့ကြောင်လာလောက်ကသူတို့သားမိကိုစွန်ခွာပြီးနောက်မိမတောင်နဲ့အတူသွားနေနေတယ်ပီတာကသူကြည်လာရင်မိသက်သမားတယောက်ဖြစ်ချင်တယ်လို့သူ့မိကိုမကြာခဏပြောလို့ရှိရဲ့အခုတော့သူဟာ လောကကြီးမှာနေရဖို့ရက်သိမ့်မကြံတော့လို့မိသက်မိသက်သမားဖြစ်ဖို့အခွင့်အလမ်းမရှိတော့ပါဘူးဒီမနက်ကပဲသူထပ်ပြောသေးတယ်မမေကျွန်တော်ကြီးလာရင်မိသက်သမားတယောက်လုံးမနော်ဒီစကားကိုကြားလိုက်တဲ့လီစာဟာအတော်ကြီးကိုဝမ်းနေသွားတယ်သူသားလောကကြီးမှာကြာကြာမနေရတော့ဘူးဆိုတာကိုမသိရှာပါလားဆိုတာစဉ်းစားမိလို့ပါ လီစာဟာသူ့သားလေးဖြစ်ခြင်းနဲ့ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်ထားတယ်။သူကပီတာကိုတူတူလေးပြောလိုက်တယ်။ငါသားဖြစ်ချင်တာကို ဖြစ်စေရမယ်လို့အမေကတိပေးပါတယ်ကွယ်။ကတင်းပေါ်မှာလှဲလျောင်းနေတဲ့ပီတာဟာသူ့မိစကားကိုကြားတော့ပြုံးရင်အိပ်ပျော်သွားပါတယ်။အဲဒီနေ့နေ့ကင်းပိုင်းမှာလီစာဟာသူနေတဲ့အရီဇိုနာပြည်နယ်ဖီနီမျိုးကား မိသက်ဌာနယုံကိုသွားလိုက်တယ်။မိသက်ဦးစီမိုးဘော့ကလီခလီစာကိုလက်ခံစကားပြောတယ်။လီစာကဘော့ကိုသူ့သားပိသားဟာမိသက်သမားတယောက်အလွန်ဖြစ်ချင်နေကြောင်းနဲ့သူ့မှာအသက်ရှင်ပြည်နေရမယ့်ရက်တိတ်မကြံတော့ဘူးလို့ပြောပြတယ်။ဖြစ်နိုင်ရင်သူ့သားကိုမိသက်ကားဒစင်ပေါ်တင်ပြီးမြို့တစ်ပတ်မောင်းပေးစေချင်တယ်လို့ကူညီတောင်းလိုက်တယ်။ဘော့ဟာ အလွန်စိတ်ကောင်းရှိသူတယောက်ပါ လီစာရဲ့စကားတွေကိုကြားလိုက်တာနဲ့ပီတာလေးကိုအယံတနာသွားတယ်သူကလီစာကိုခုလိုပြန်ပြောလိုက်ပါတယ်လီစာငါတို့မင်းဖြစ်ချင်တာတဲ့ပိုကောင်းအောင်စီစဉ်ပေးပါမယ်မင်းတို့သားမီဒီယုံခံကိုနောက်၃ရက်မြောက်ဗုဒ္ဓဟူးနေ့မနက်စောစောခဏနာရီအရောက်လာခဲ့ပါအဲ့ဒီနေ့တနေ့လုံးဟာ ပီတာဟာငါတို့စီမှာဂုံတူဆောင်မိသက်သမားတယောက်ဖြစ်နေရမယ်။သူဟာငါတို့မိသက်သက်ဖွဲ့ဝင်အားလုံးနဲ့မနေ့စာရောနေ့လယ်စာရော အတူစားကြမယ်။မိလောင်လာဖြစ်ရင်မိသက်ဖို့သွားတဲ့မိသက်ကားနဲ့သူ့ကိုခေါ်သွားမယ်။အော်ဒါနဲ့ပီတာရဲ့ကိုယ်တိုင်ကိုပြောပြပါလား။ငါသူ့အတွက်မိသက်ဝတ်စုံကိုအဲဒီနေ့မတိုင်ခင်အပြီးချုပ်ထားပေးမယ်။သူ့ဖက်နဲ့အတိုင်ရောပေးခဲ့ပါဦး။ ူအတွက်မိသက်ဖနက်တရံရှားထားမယ်။နောက်ပြီးမိသက်အုပ်ထုံးနဲ့ပတ်သက်လို့ငါသူ့ကိုအယုံအုပ်ထုံးမဟုတ်တဲ့တကယ်မိသက်သမားအုပ်ထုံးဆောင်းစိတ်ခြင်းနဲ့ကွာ။ဒါမှဖီနီမိသက်ဌာနရဲ့တစိမ့်ပါမလေး။မပူပါနဲ့။မိသက်ဝတ်စုံဖနက်အုပ်ထုံးအားလုံးကိုပြည့်စည်ထုတ်တော့တဲ့အဖွဲကိုနှစ်ရက်အတွင်းအပြေးလောက်ခိုင်းထားလိုက်မယ်။လီစာ ပုဒ္ဓဟူနေ့မနက်9:00နာရီနော်မမေ့နဲ့အောင်ဒီလိုနဲ့၃ရက်မြောက်နေ့မနက်9:00နာရီမထူးခင်လေးမှာလီစာနဲ့ပီတာတို့သားမီဟာစေယုံကစီစဉ်ပေးတဲ့လူနာတင်ရင်တစည်းနဲ့ဖီနစ်မီတာဌာနကိုရောက်လာကြတယ်။ဘောကကျုပ်ဆိုပြီးပီတာကိုအဝတ်လဲခံတဲ့ကိုခေါ်သွားတယ်။အခန်းထဲမှာ ပီတာကိုမိသက်ဝတ်ဆောင်ဝတ်ခိုင်းတယ်။ ိတဖနတ်ကိုစီးခိုင်းတယ်။မိတအုတ်ထုတ်ကိုဆောင်းခိုင်းတယ်။ပီတာဟာယောဂဝေနာကြောင့်အနေငယ်မောပန်းနေပေမဲ့မိတဝတ်စုံအပြည့်ဝတ်ဆင်ထားတဲ့သူကိုကိုအဝတ်လေးခံတဲ့ကကိုလုံးပေါ်မှန်ကြီးမှာကြည်ရင်အယံသဘောကျနေတယ်။သူဟာပျော်ရွှင်တက်ကြနေလို့ယောဂတဲ့တောင်နေအောင်မတူတော့ဘူး။ပြီးတော့ပီတာဟာမိတရာရှိတွေတက်ဖွဲ့ဝင်တွေနဲ့အတူ မနှက်စားစားတယ်။အဲဒီနေ့မှာမီးလောင်နေဆိုတဲ့နေရာ၃ခုကိုမိသက်ကသုံးမျိုးပြောင်းစီပြီးတော့လိုက်သွားတယ်။ပထမမိသက်ဖို့သွားတဲ့အခေါက်ကမိသက်ကကြီး။ဒုတိယအခေါက်ကမိသက်ကအသေး။နောက်ဆုံးအခေါက်ကမိသက်ဦးစီချုပ်ရဲ့ကပါ။ဘောကအကြောင်းကြားထားလို့မျိုးဘောကရှုံးမြင့်တန်ကြားရိုက်ကူးရဲ့အဖွဲတစ်ဖွဲဟာ မိသက်ကနေအတူလိုက်ပါပြီးပီတာကိုတီဗီရိုက်ကူခဲ့ပါတယ်ပီတာဟာသူဖြစ်ချင်တဲ့အိမ်မက်အတိုင်းဖြစ်လာခဲ့တာနဲ့အားလုံးကသူ့ကိုချစ်ခင်ပြီးမေတ္တာထားကြတာကြောင့်ဆရာဝန်ကြီးတွေခံမှန်းထားတဲ့ရက်ထက်၃လပိုကြအောင်နေလိုက်ရပါတယ်တညမှာပီတာဟာအမောဖောက်လာတယ်သူ့ကိုချိန်ထားတဲ့နှလုံးခုန်ဆက်မှာနှလုံးခုန်လုံးဟာတဖြည်းဖြည်းနေလာတယ် ပီတာရဲ့မျက်နှာမှာသွေးဆုပ်ပြီးဖြူရောလာတယ်။သူ့ကိုစောင့်ကြည့်ရဲ့သူနာပြူဆာမဟာအခြေအနေမကောင်းမှုဆိုတာကိုသိလို့ဆရာဝန်ကြီးတွေကိုပြေခေါ်လိုက်တယ်။နောက်ပြီးပီတာရဲ့အမေလီစာစီကိုဖုန်းဆက်ပြီးဆေးရုံကိုအမြန်လာဖို့အကြောင်းကြားလိုက်တယ်။အဲဒီဆရာမဟာမိငိမ့်တက်ဖို့မိသက်ကားနဲ့အတူလိုက်ပါသွားခဲ့တယ်။ပီတာရဲ့တရင်ကို ရုံးမြင့်တန်ကြားမှာကြည်ခဲ့တာကိုသတိရလို့မိသက်ဌာနကိုဖုံးဆက်ပြီးမိသက်သမားတယောက်ဝတ်ဆောင်အပြည့်ဝဆင်ပြီးပီတာအသက်ထွက်တဲ့အချိန်မှာနေပေးနိုင်မလားလို့ကြောင်းကြလိုက်တယ်။ဆီယာမဖုံးပြောတာကိုလက်ခံနားထောင်သူက လီစာရဲ့တောင်းဆိုချက်ကိုလိုက်လျောပေးခဲ့တဲ့မိသက်ဦးစီမိုးပေါ်ပါပဲ။ဘောကသူနာပြူဆီယာမကို အခုလိုပြောပြောလိုက်တယ်။ဆီယာမ ကျွန်တော်အဲ့ရတဲ့ပိုကောင်းအောင် လုပ်ပေးပါမယ်။ကျွန်တော်တို့9မိနစ်အတွင်းဆေးရုံကိုအရောက်လာခဲ့ကြပါမယ်။ဆရာမတခုတော့ကူညီပေးပါ။အဲ့ဒါကကျွန်တော်တို့မိသက်ကလာရင်မိသက်အုပ်အော်ဆဲလာမှာမဟုတ်ဆေးရုံဝန်ထမ်းနေတဲ့လူနာတွေကိုမိတကယ်မလောင်ပါဘူး။ထိတ်လန့်တာတွေမဖြစ်ကြပါနဲ့။မိသက်ဦးစီးဌာနကသူတို့ရဲ့ဂုံထူဆောင်မိသက်ရဲ့ဘော်တယောက်ကို နောက်ဆုံးအကြိမ်ဖြစ်ဂုံပြူဖို့လာကြပါတယ်လို့အတန်ချဲဆက်ကနေအကြောင်းကြားထားပေးပါနော်။ဩဆရာမပီတာရဲ့အခန်းကပြတင်းပေါက်ကို ဖွင့်ထားပေးပြီးပြတင်းပေါက်နားမှာလူရှင်းထားပေးပါနော်။5မိနစ်ကြာမှာမိသက်ကားတစီဟာအုတ်အော်ဆဲတဲ့အကြဲကြီးနဲ့ဇယုံဝင်းထဲကိုမောင်းဝင်လာတယ်။မိသက်ကားဘော်ကလေကားရှိကြီးကိုဆန်ထုတ်ပြီးပီတာကိုထားတဲ့ဇယုံရဲ့သုံးထက်ကပြတင်းပေါက်ကိုမိတင်လိုက်တယ်။ တီတော်အမိသက်ဦးစီမူပေါ်ကရဲဘော်၅ယောက်တို့နဲ့အတူတယောက်ချင်းစီလေကားဘော်ကိုတက်ပြီးပြင်းဘော်ကနေ အခန်းထဲကိုဝင်သွားကြရဲမိသက်သမားတွေဟာ ပီတာရဲ့ဂရင်အနာမှာဝိုင်းရနေကြပြီးသူကိုမိသက်သမားတယောက်အဖြစ်ရဲရဝဝတာဝတန်းဆောင်ခဲ့လို့ခုံယူကြတယောက်ပြီးတယောက်ပြောပြကြရဲ့ ေစာကပီတာရဲ့လက်ကိုဆုပ်ကိုင်ပေးထားတယ်။ဆရာဝန်ကြီးနဲ့ဇေဝန်တန်တွေဟာခက်လန်လန်ကရက်ကြီးနေကြတယ်။သူတို့အားလုံးဟာမျက်ရည်တွေဝဲနေကြတယ်။ပီတာဟာမိသက်တပ်ဖွဲ့ရဲ့ဂုံပြူစကားတွေရဲ့စကားအစုံမှာမျက်စိပွင့်လာပြီးဘော့ကိုမေးလိုက်ပါတယ်။ကျွန်တော်တကယ်ပဲမိသက်သမားဖြစ်နေပြီလားခင်ဗျာ။ဘောကား အေးပေါ်မင်းဟာဂုံတုဆောင်မိသက်သမားပါကွာလို့ပီတာပခုံးကိုအသာလေးဖြင်းညင်းရင်ပြောလိုက်တယ်ပီတာပြုံးပြေးမျက်စိပြန်မိတ်သွားတယ်5မိနစ်အကြာမှာပီတာဟာငင်းငင်းတတလေးအသက်ထွက်သွားရှာပါတယ်မကျဲ iolafire.com website မှာဆောင်းပါးလေးကိုဘာသာပြန်ထားတာပါ28ရက်3လ2019ဟုတ်ကဲ့ပါခင်ဗျာ ဆရာကြီးပမောသိမ့်ဖေးရဲ့ညဝေလိုတော့အတွေ့များလေးစာအုပ်ထဲမှာဆောင်းပါလေး၃ဘတ်ကို၃ဘုတ်ကိုဖတ်ပြပေးခဲ့ရမယ်ဖြစ်ပါတယ်ခင်ဗျာအစုံဒီလာရောက်နိုင်စင်ပေးခဲ့ကြတဲ့ဒုတိယချစ်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ